ီနေ့အတွက်အလှည့်ကြတာကတော့ကျွန်တော် channel မှာအမေအများဆုံးဖုန်းနေတဲ့အတခုဖြစ်တဲ့ Honor X9C so finally ဒီဖုန်းကကျွန်တော်မြန်မာနိုင်ငံကို officially ဝင်လာပြီဈေးနှုန်းအနေနဲ့ဆိုရင်လည်း73,400ဆိုတော့ online မြန်မာကဈေးဖွင့်တာဒီတစ်ခါတော်တော်လေးလှတယ်လို့ပြောရမယ်ပြီးတော့ pre order မှတ်မယ်ဆိုရင်လည်း honor choice earbud a7 lite က honor choice watch 2 iron ကိုလက်ဆောင်ပေးသွားမယ်လို့လည်းသိထားရတယ်ဒါအောင်မ honor အနေနဲ့ရပောင်း210အတွင်းမှန်မတော်တဆကွဲသွားခဲ့မယ်ဆိုရင်လည်းဒီချိန်အခမဲ့လဲခွင့်ကရအောင်မယ် so ကျွန်တော် honor x9 series တို့ပြောလိုက်တာနဲ့အရင်ဆုံးတန်းပြီးတော့ပြေးမြင်တာဒီဖုန်းတွေကအကျန်းခံတယ်ဆိုတော့အပိုင်အောင်သွားပြီးတော့ပြေးမြင်တာပေါ့နော် so ဒီတစ်ခေါက် honor H9C မှာလည်းတို့မနစ်ကထွက်ခဲ့တဲ့ Honor H9B နဲ့ရှင်းလိုက်မယ်ဆိုရင်အကြမ်းခံတဲ့အပိုင်းလည်းပါလာတို့ဒီအကြမ်းခံတဲ့အပိုင်းကိုလည်းပို့ပြီးတော့ upgrade လုပ်လာတယ် အဲ့ဒီတော့ honor extend စီကအကျန်းခံတဲ့နေရာမှာ triple resistant ထိဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီ triple resistant ထဲမှာဘာတွေပါလဲဆိုတော့ပထမတစ်ခုကအမြင်ရပြုတ်ကျတဲ့ထံအောင်ခံနိုင်သွားတာအမြင်ရပြုတ်ကျတဲ့ထံအောင်ခံနိုင်တယ်ဆိုတော့ honor extend ပြီးတော့ကျွန်တော်တို့ဒီ1.5 meter ပေါ့နော်1.5 meter လောက်ကပြုတ်ကျတဲ့ထံအောင်ခံနိုင်တယ်ဒီ honor extend စီမှာကျတော့2 meter 2 meter ဆိုတော့6ပေကျော်ကျော်လောက်တော့ရှိမှာပေါ့နော်ဆိုတော့6ပေကျော်ကျော်လောက်ကပြုတ်ကျတဲ့ထံအောင်ပါခံနိုင်တဲ့အထိဖြစ်သွားပြီဆိုတော့ဒီလိုမျိုးအကျန်းခံနိုင်ဖို့အတွက်သူက glass ကိုပြောင်းသုံးပေးလိုက်တယ်ဘာ glass ကိုသုံးပေးထားရလဲဆိုတော့ super ဒက်ဘက်တမ်ပါဂလတ်ကိုတုံးပေးလိုက်တယ်။ဒီစူပါဒက်ဘက်တမ်ပါဂလတ်ကိုတုံးပေးလိုက်တဲ့အတွက်ခုနပြောလိုမျိုးပေါ့နော်။အမြဲပြုတ်ကြတဲ့အတိုင်းခံရင်သွားတဲ့အပြင်ပေါ်မှာကျွန်တော်တော်ရုံဒီအချွန်အတက်တွေနဲ့မှန်အောင်ချင်းပြရဲ့အခါမှာလည်းအစင်းထင်မှာကိုစိတ်ပူစရာမလိုတော့ဘူး။ဒါပေမဲ့အဲတမ်ပါဂလတ်လေးရောတပီကန်တာရောအကောင်းဆုံးပေါ့နော်။ပြီးတော့နောက်ထပ်မိုက်တက်တစ်ချက်ကဒီစူပါဒက်ဘက်တမ်ပါဂလတ်ကိုပဲသူကဒီအရှိတ်ဘက်မျက်နှာပြင်မှာပဲတုံးပေးထားမှာမဟုတ်ဘူး။ကျွန်တော်ဒီနောက်ကျောဘက်ဒီကင်မရာရဲ့ဂလတ်ကိုပါအဲစူပါဒက်ဘက်တမ်ပါဂလတ်ကိုတုံးပေးထားတယ်။ အဓိကတော့ကျွန်တော်ဖုန်းတွေလွန်မျိုးပြုတ်ကြတဲ့အခါမှာမှန်းတော့မကွဲသွားတတ်ဘူးဒါပေမဲ့ပြဿနာဖြစ်နိုင်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့အထက်က component တွေခြောင်ပြီးတော့အဲဒီ loose ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်လည်းဒီ owner အထဲမှာဒီ short absorbing material ကိုဒီ down လေး down လောက်မှာသူသုံးပေးလိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဖုန်းကပြုတ်ကြတဲ့အခါမှာဒီ down နေနဲ့ပြုတ်ကြတဲ့အခါမျိုးမှာအထက်ကဒီ component တွေလှုပ်ပြီးတော့ခြောင်ပြီးတော့ပြတ်သွားတဲ့ပြဿနာကိုဘာသွားကာကွယ်ပြီးသွားဖြစ်သွားတယ် ဆိုဒုတိယတစ်ချက်ကသူကအဲရေဆိုးခံနိုင်တာပေါ့နော်ရေတန်းခံနိုင်တာ IP rating မှာ IP 65N ဖြစ်သွားပြီဆိုတော့ IP 65ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီတောင်တန်ယုံရေဖုံနေလောက်ကတော့ဘာမှစိတ်ပူစရာမလိုတော့ဘူးဒီနေရာမှာ M ကပါလဲဆိုပြီးတော့ မေးစရာရှိလာတယ်ဆိုတော့ဒီ M ဆိုတာက moving pad တွေကိုသူကကိုစားပြုထားတာပေါ့နော်ဆိုတော့ဒီဖုန်းအတွင်းပိုင်းမှာပါလာတဲ့ရွေးရှားနိုင်တဲ့အစိပ်ပိုင်းတွေကကျွန်တော်တို့ရေအောက်မှာအဲရွေးရှားသွားတဲ့အခါမှာလွတ်သွားတဲ့နေရာလေးရှိတယ်။အဲ့ဒီလွတ်သွားတဲ့နေရာကတဆင်ဖုန်းတွေကိုရေဝင်ပြီးတော့အထက်ကကွန်ပိုနန့်တွေကိုရေဆိုးလို့ပျက်စီးသွားနိုင်တဲ့တည်တနာကိုသူကကာကွယ်ပေးတာ။ဥပမာအနေနဲ့ပြောရင်ကျွန်တော်ရေအောက်မှာကင်မရာရိုက်တဲ့အခါမျိုးပေါ့နော်။ပြီးတော့ဖုန်းရဲ့အတွင်းပိုင်းမှာသူက triple layer နဲ့ထပ်ပြီးတော့ protect လုပ်ပေးထားသေးတယ်။အဲ့ဒီအတွက်ကြောင့်တောင်းတောင်းတောင်းကျွန်တော်ဖုန်းတွေရေဝင်သည့်တိုင်အောင်ဟိုးအထက်ကရေထိရင်ပျက်စီးလွယ်တယ်။အစိပ်ပိုင်းတွေကွန်ပိုနန့်တွေကိုရေသွားမထိ အောင်သူထပ်ပြီးတော့ product လုပ်ပြီးသားဖြစ်သွားတယ်။နောက်ဆုံးတစ်ခုကတော့အပူအေးဒဏ်ကိုခံနိုင်တာပေါ့နော်။ဆိုတော့ဒီဖုန်းကဒီ online ပြောချက်အရဆိုရင်အနည်းဆုံး temperature -30 degree celsius ပေါ့နော်။အမြင့်ဆုံး temperature 55 degree celsius ဝန်းကျင်မှာဆယ်နိုင်ဇက်တိုက်လောက် AC သုံးလို့ရတယ်ဆိုတဲ့သဘော။ဒါဟာခုတလောရာသီဥတုပူရာနဲ့တော့တော်တော်လေးကွက်တိကျတယ်လို့ပြောရမှာပေါ့နော်။အဲ့ဒီအတွက်ကြောင့်ပဲဒီ online S9C က SDS ကပေးတဲ့ premium performance comprehensive reliability ကို 5 star ထိရတဲ့ပထမဆုံးဖုန်းလေးထည့်သွားတယ်ဆိုတော့ကျွန်တော်ဒီအကြမ်းခံတဲ့အပိုင်းကိုခဏထားပြီးတော့ handphone နဲ့ပိုင်းကိုဆက်သွားအောင်ဒီဖုန်းက online x9 series ပြ x9 series ဆိုတာ marriage level ပဲရှိတယ်ဒါပေမဲ့ သူ့ကိုကန်ရတဲ့ handling က flagship level ဖုန်းတစ်လုံး handling ကိုပေးရတဲ့ချက်ကိုကျွန်တော်တော်တော်လေးသဘောကျတာပေါ့နော် shape gap နောက် gap ပေါ်မှာအထူးက7.9 mm အလေးချိန်က186 gram ပဲရှိရဲဆိုတော့လက်ထက်မှာကန်ရတော့ဟို comfortable ဖြစ်တဲ့ဖုန်းတွေထဲမှာပါတယ်လို့ကန်ထားအချိန်မှာလည်းကြည်ကြည်လေးလေးနဲ့ကန်ရမှိုက်တယ်လောလောဆယ်ကျွန်တော်ရတာအရာက jade science ဆိုတဲ့အရာပေါ့နော်ဆိုတော့ဒီအရာကကြောက်စိမ်း တုံးဘက်ကိုသွားထားတဲ့အယောင်မျိုးလို့ပြောရမှာဒါပေမဲ့ तू ကထူးဆန်းတာကျွန်တော်တောက်တောက်ပြောင်ပြောင် glossy ဖြစ်နေတဲ့ကြောက်စိမ့်တုံးဘက်ကိုသွားထားမျိုးမဟုတ်ဘဲနဲ့ map finish နေပြာဆိုတော့ဒီနောက်ကျောဘက်မှာလက်ရထင်းတဲ့ပြဿနာလည်းမရှိတော့ဘူးနောက်ပြီးဒီကန်ရနေရမှာလည်း texture တစ်ခုကိုရတယ်ပြီးတော့ဒီကင်မရာ၄ယောက်ကတော့ cycle ရှိနေပဲအရင်ကြီးအပြင်ကင်မရာဖန်နေပါရထွက်နေရမျိုးမရှိဘူးပြီးတော့ဒီအပေါ်အောက် frame တွေကိုသူက flat frame လုပ်ပေးထားတယ် ဆိုတော့ overall design ဘက်မှာတော့ဒီ H9B တုံးအထက်ပို့ပြီးတော့ premium look တစ်ခုကိုရလာသလိုအကျန်းခံတဲ့နေရာမှာလည်း H9B ကအထက်ပို့ပြီးတော့တိတိတတတိုက်တိုးတက်လာတယ်လို့ပြောလို့ရတယ်။နောက်တစ်ပိုင်း display 6.7 inches ကိုမှဒီ AMOLED panel နဲ့ cup display ပေါ့နော်။ဒါမှမဟုတ် high refresh အနေနဲ့ဆိုရင် 120Hz ပါလာမယ်။ P brightness အနေနဲ့ဆိုရင် 4000เนี่ยရှိရှိမယ်ဒီဇိုင်းပြည်သူ့ကာလာဂါမန့်ဖြစ်ထားတဲ့အပြင်မှာ tempit color depth ရှိမယ်ဆိုတော့သူ့ရဲ့ display ကအရောင်နေတိကျတဲ့အပြင်ပေါ်မှာဗျာ vibrant ဖြစ်တယ်အဲကြည့်လိုက်တာနဲ့စူစူတောက်တောက်ဖြစ်တဲ့ဘက်ကိုသွားတဲ့ display မျိုးပေါ့เนาะနောက်ပြီးတော့ cap display ဖြစ်သွားတဲ့အတွက်သူ့ရဲ့ဒီ bezel တွေကလည်းတော်တော်လေးပါသွားတယ်နောက်ပြီးတော့ screen to body ratio အနေနဲ့ဆိုရင်လည်းတော်တော်လေးများသွားရပေါ့เนาะအဓိကတော့သူ့ရဲ့ resolution 1.5k resolution ဖြစ်သွားတဲ့အပြင်ပေါ်မှာ setting ထဲမှာလည်းကိုယ့်ရဲ့ battery ပုံမူတည်ပြီးတော့စိတ်ကြိုက်ပြောင်းလို့ရမယ်ဒီ smart resolution လိုမျိုး features ပါလာတာတွေနောက်ပြီးကျွန်တော် content ကြည့်ရတဲ့နေရာမျိုးမှာ video တွေကို enhance enhance လုပ်ပေးမဲ့ video enhance လိုမျိုး features ပါလာတာတွေနောက်ပြီးမျက်စိကိုထိခိုက်နိုင်တဲ့ဒီ circadian night လိုမျိုးတွေ dynamic dimming လိုမျိုး features ပါလာတာတွေအပြင်ကမှ flicker တွေကို short ချပေးမဲ့ pwm dimming ဆိုရင်လည်း 3840hz ပါလာတာနဲ့ပေါင်းလိုက်တော့သူ့ရဲ့ display က online h9 series phone တစ်လုံးအနေနဲ့ဆိုရင်တော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရရပါတော့အဲ့တော့ကျွန်တော် performance ပိုင်းဆက်သွားလိုက်အောင်သူ့မှာတုံးပေးထားတာ qualcomm snapdragon 6 gen 1လို့ chip ကိုတုံးပေးထားတယ်ဒါပေမဲ့ ram က 12gb storage က 256GB version နဲ့လာမယ်။ Software ဘက်မှာဆိုရင် Android 14ကိုအခြေခံထားတဲ့ Honor Magic OS 8နဲ့လာမယ်။ ပြီးတော့ဒီဖုန်းမှာ Google service တွေပါ냐အကုန်လုံးကဘေးရင်ပါလာပြီးသားအဲ့ဒါပေါ်မှာဒီအရှိတ် selfie camera နေရာနေပြီးကျွန်တော်ဖုန်းပြောနေတဲ့အချိန်နေအာ recording ဖတ်တဲ့အချိန်နေမှာ animation နဲ့ပြပေးမယ် magic capsule ဆိုတဲ့ feature set ပါလာမယ်နောက် mari tasking သုံးတဲ့နေရာမှာသုံးလို့ကောင်းတဲ့ magic border လိုမျိုးအပြင်ပေါ်မှာဒီ magic lock screen လိုမျိုး feature တွေလည်းပါလာသေးတယ်ပြီးတော့ snapdragon စစ်ကြံ1က game set တွေအနေနဲ့ဆိုရင် mobile လေးကြံမှာ frame rate ကို graphic ကို extra ထိရတယ်နောက်ပြီး pubg မှာဆိုရင်ကျွန်တော် frame rate ကိုဒီ smooth ထားမှာဆိုရင် graphic ကိုဒီ extra ထိရမယ် frame rate ကိုမှာအဲ ultra hd လောက်ထိထားဆိုမှာဆိုရင် င်ဖရန်ရစ်ကအထရာထိရမယ်အဆမ်းပြီးစောကြည့်ရတဲ့လောက်ကတော့တေးစီပါပဲအဆင်ပြေပါရဲ့နောက်ပြီးတော့စောတာကြလို့ပူတာအရန်ပူတက်လာမျိုးတွေ frame drop ဖြစ်သွားမျိုးတွေမရှိဘူး ကင်မရာဘိုင်းမှာ main sensor က1.8 megapixel aperture f1.75 sensor နဲ့နောက်တစ်ဖက်5 megapixel ultra wide aperture f2.2 sensor ကျွေးကင်မရာဆက်တဲ့ဒီရှေ့ဘက်မှာတော့16 megapixel aperture f2.45 sensor ကိုတွဲပြီးတော့သုံးပေးထားတယ်ပြီးတော့ဒီအရှေ့ဘက် selfie ကင်မရာဘေးမှာ ambient light sensor ကိုပါထည့်ပြီးတော့ထည့်ပေးထားသေးရပါတော့အဓိကကင်မရာ features တွေအနေနဲ့ဆိုရင်တော့ဒီ aperture လိုမျိုး features ပါလာမယ် night portrait multi video လိုမျိုး features တွေနောက်ပြီးတော့ ်ကျွန်တော်သဘောကျတဲ့တစ်ချက်က portrait အတွက်သူမှာ 1x 2x အပြုံမှာ 3x နဲ့ပါရိုက်လို့ရအောင်လုပ်ပေးထားတာလေသဘောကျတယ် size ကြီးတော့ကလည်း portrait တွေကအဲ portrait နဲ့ရိုက်တဲ့ပုံတွေဟာပေါ့နော် edge detection တွေတော်တော်လေးကောင်းတယ်နောက်ပြီးတော့ low light ဘိုင်းမှာလည်းမစိုးပြအဲ noise ကိုတော်တော်လေးနိုင်တဲ့အပြင်မှာ color shift ဖြစ်သွားတာရေမရှိဘူးပေါ့နော်ကျွန်တော်အမောင်ထဲမှာရိုက်လိုက်လို့ခန်းအောင်တန်းသွားတာမျိုးတွေမကြုံအောင်ပြီးတော့ ဒီ one mega bezel မှာကျွန်တော်ပုံမှန်ရိုက်တဲ့အချိန်မှာ911 bezel binding နဲ့ပြန်ထုတ်ပေးရတာဆိုတော့ details တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်အဲ့ဒီအတွက်လည်းဒီ on ကတယ်လီဆန်ဆာမပါပေမဲ့သူ digital zone တန်းအစီရအောင်ရိုက်လို့ရအောင်လုပ်ပေးလိုက်တယ်ပြီးတော့ထွက်လာတဲ့ result ကလည်း daylight ဘက်မှာအဆင်ပြေတယ် ီတော့ photo editing အတွက် AI feature တွေအနေနဲ့ဆိုတော့ AI array ဆိုမျိုး feature တွေပါလာအောင်မယ် overall camera pan လည်းဒီဖုန်းကကောင်းနေဆိုဖုန်းတွေထဲမှာတော့ပါသေးတယ်တခြားအပိုင်းတွေမှာဆိုရင်တော့ audio ပေါ့နော်ဒီနေရာမှာလည်း dual studio speaker ဟောမှာ200% volume တင်သုံးလို့ရမယ်အသက်ထွက်ကျဲတယ်မကွဲဘူးနောက် battery ပါလာရဲ့ပမာဏက7500 mAh silicon carbon battery ကိုသုံးပေးလာဆိုတော့ silicon carbon battery ဖြစ်သွားရတော့လည်းဒီဖုန်းက ဟို7.9 mm အထူလေးမှာဒီလောက်ပမာဏထိထည့်ပေးသွားနိုင်တာပေါ့နော်အဲ့တစ်ချက်ကတော့တော်တော်လေးမိုက်တယ်ခုနောက်ပိုင်းဖုန်းတွေနဲ့ပတ်သက်ပြီးတော့နေပညာတိုးတက်လာတဲ့အပိုင်းမှာဘက်ထရီရဲ့တိုးတက်လာတဲ့အခန့်ကဏ္ဍကိုကျွန်တော်တော်တော်လေးအားရရပေါ့နော် now စမ်းသုံးကြည့်ရတဲ့လောက်ကလည်းအားခံတယ်ကျွန်တော်ဗီဒီယိုစတိုက်ကြည့်မယ်ဆိုရင်26နိုင်ဝင်ကျင်လောက်ထိရတယ်ဖုန်းစတိုက်ပြောမယ်ဆိုရင်27နိုင်ဝင်ကျင်လောက်ထိရတယ်ဆိုတော့ဒါကြီးကမစိုးဘူးပေါ့နော်ဒါမှမဟုတ်အပြန်သွင်းဖို့အတွက်ဆိုရင်66ဝက်နဲ့ဆိုတော့အသွင်းရတာငြင်းတယ် ဆိုတော့အခုဒီဗီဒီယိုကအသစ်ထွက်လာမယ့် Honor H9C အကြောင်းကိုပြောပြလိုက်တာပေါ့နော်ဆိုတော့မနစ်ကအဲနာမည်တော်တော်လေးကြီးခဲ့တဲ့ Honor H9B နဲ့ရှင်မယ်ဆိုရင်တော့ဒီ Honor H9C က aggregate လောက်လာတဲ့အပိုင်းတွေမှာ durable ပိုင်းတွေနောက်ပြီးတော့ဒီ display ပိုင်း battery ပိုင်းတွေအပြင်မှာ camera ပိုင်းလေးပါတော်တော်လေးမစိုးဘူးပေါ့နော်ဆိုတော့တိတိတသာပိုကောင်းလာတဲ့ဖုန်းလိုပဲပြောရင် SD ကြီးပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ